မန္တလေးငရင်ကြီးကြောင့်အဖြေလွှာများပြက်စီးခဲ့တဲ့ဖြစ်တက္ကသိုလ်ဝင်စာမဝဲပြန်လည်ဖြေဆိုရမယ့်သူများအနက်မှာပြီးခဲ့တဲ့မလကကျင်းပခဲ့တဲ့2024-2025ပညာသင်နဲ့တက္ကသိုလ်ဝင်စာမဝဲမှာ6ဘာသာလုံးဝင်ရောက်ဖြေဆိုခဲ့တဲ့ကျောင်းသားသူများကိုဖြေဆိုခွင့်ကပြားများထုတ်ပြီးမှဖြစ်ပါတယ်။အခုခါကျောင်းသားသူများကိုကျောင်းသုံးဖက်စာအုပ်များပြန်လည်ထုတ်ပေးခြင်းသင်ခန်းစာများပြန်လည်သင်ကြားပေးခြင်းများဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ဒီသတင်းကိုသတင်းတော်မဝင်မြတ်တနာလင်းကအခုလိုဖေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးကြောင့်2024-2025ပညာသင်နှင့်တက္ကသိုလ်ဝင်စာမိုးပွဲကိုပြန်လည်ဖြေဆိုကြရမှာပြီးခဲ့တဲ့မလကကျင်းပခဲ့တဲ့တက္ကသိုလ်ဝင်စာမိုးပွဲမှာ6ပါတာလုံးဝင်ရောက်ဖြေဆိုခဲ့တဲ့စာရင်းတွေအတိုင်းဝင်ရောက်ဖြေဆိုကြရမှာဖြစ်တယ်လို့သိရှိရပါတယ်။ဘာသာစုံဖြေခဲ့တဲ့ကြောင်းသားကြောင်းသူတွေကိုပဲပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရခင်ကလေးကစာမိုးပွဲဖြေဆိုခွင့်ကလေးကပြက်ကွက်စီရင်တဲ့အဲ့တော့ ဒါတွေကနေ့စဉ်ဘာသာရလိုက်အစည်းအဝေးရှိပြီးသားဖြစ်ပါတယ်မြန်မာနိုင်ငံစာစီအဖွဲ့ကလည်းပဲအဲ6ဘာသာလုံးဖြည့်တဲ့ဘာသာသားဆုံးဖြည့်ခဲ့တဲ့ចောင်းသားចောင်းသူတွေကိုပဲဖြည့်ဆို့ခွင့်ကပ်ပြားတွေထုတ်ပေးမှာဖြစ်ပါတယ်အဲနောက်ဆုံးနေပြီးတော့မှာ12530ဦးဖြည့်ဆို့ခဲ့တာဖြစ်ပါတယ်အဲចောင်းသားចောင်းသူများအနေနဲ့ဒီစာမျိုးပွဲကိုအဲ့တော့မပြတ်မကွက်ဝင်ရောက်ပြီးတော့ဖြည့်ဆို့နိုင်အောင်နေကြိုးစားကြဖို့တိုက်တွန်းပြောကြားလိုပါတယ်ကျွန်တော်တို့ပြည်ရေးဌာနအနေနဲ့လည်းပဲ ကျွန်တော်တို့အခြေခံမြေညာကျောင်းများရောကိုပိုင်ကျောင်းများမှာတက်တဲ့ကျောင်းသားကျောင်းသူများရောဒီလေးကစပြီးတော့စာမွေးမဖြစ်ခင်အထိကျွန်တော်တို့သင်ခန်းစာတွေကိုဘာသာရပ်လိုက် revision ပြန်ပေးဖို့လည်းကျွန်တော်တို့ညွှန်ကြားထားပါတယ်မိမိတက်ရောက်ခဲ့တဲ့ကျောင်းဒီမှာတွားရောက်ပြီးတော့ဒီသင်ခန်းစာတွေကိုပြန်လည်လေ့လာစီးပူ revision ပြုလုပ်တာတွေလုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းအတိအပြေပြောကြားလိုပါတယ်လမ်းမဲ့ကျွန်လာ16ရက်နေ့မှာဖြည့်ဆို့ကြရမယ့်တက္ကသိုလ်ဝင်စာမိုးပွဲအတွက်အကျောင်းသူအကျောင်းသားတွေကိုစာအုပ်များပြန်လည်ထုတ်ပေးခြင်း ကျောင်းသင်ကန်းစားများပြန်လည်ပို့ချပေးခြင်းတွေကိုဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ပါတယ်ဒီငလင်းလှုပ်သွားတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီကျောင်းနေမှာအလုံးအစာဝူးတွေအကုန်လုံးချက်ချင်းအမြန်ဆုံးပြင်နေပါလေ။ဂရိတ်တွဲတွေဖြေရတော့မယ်ဆိုကြတဲ့ကွာမိမာတွေရောကျောင်းသားတွေရောအကုန်ပြန်လဲစုယုံပြီးခေါ်ပါတယ်။ပုံနှိပ်တွေကိုပြန်ပြီးတော့ဖြန့်ဝေပေးပါတယ်။ဖြန့်ဝေပေးပြီးရဲ့အခါမှာဆရာဆရာမတွေနဲ့အချိန်ကြားတွေအကုန်ဆွဲပါတယ်။24ရက်နေ့ကနေစပြီးတော့မနက်7:00နာရီကနေညနေ4:00နာရီထိမနက်ပိုင်းကို 3နာရီပေါ့ခေါ်ပါမယ်ညနေပိုင်းကို3နာရီပေါ့အလုံးမောက်တနေ့ကုန်6နာရီတင်ကြပို့ချမှာဖြစ်ပါတယ်ဆရာမတွေနဲ့ဘာသာရရက်တွေကိုဟိုတီတီကြကြပေါ့စီမံခန့်ခွဲထားပါတယ် အားလုံးဖြည့်ဆည်းကြပါတယ်ဒီကလေးတွေပေါ့အရှိမနည်းနည်းကြံခဲ့တဲ့ဟာလူခဲ့တဲ့ဟာလေးတွေရှိမှပေါ့ရှိတဲ့အခါကျရင်ဒီမှာငါတို့ဘလို့ဖြည့်ဆောက်ရမယ်ဘလို့စူးစမ်းပြီးဖြည့်လိုက်ရင်ဘလို့ရလက်တွေအများကြီးရလာနိုင်မယ်ပေါ့ဒါလေးတွေကိုလည်းပို့ပြီးတော့ဒီသက်ဒီမကပေါ့အရင်တစ်ခါဖြည့်တဲ့ထက်မကပေါ့နော်ပို့ပြီးတော့အမှတ်တွေရလာမယ်လို့ကျွန်မမျှော်မှန်းပါတယ် အဲစာမွေးပဲပြန်ဖျားမယ်ဆိုတော့ကျွန်တော်အရင်ကရထားတဲ့စာတွေကိုပဲပြန်နှွေးဖို့အစီအစဉ်ရှိရဲအခုအကြောင်းကြီးကတော့ဒီအကြောင်းကစာပြန်ခေါ်မယ်လို့ပြောရဲဖြေနိုင်ခဲ့ပါတယ်ခုံတို့ကတော့၃ဘာသာလောက်ပဲပေါ့မှာအခုပြန်ဖျားမယ်ဆိုတော့အကောင်းဆုံးပြန်ဖျားငလင်းဘောခန်းစားရတာတော့ဒီအိုးအိမ်မဲ့ဝါးလူတွေတို့အဲ့လိုကြဝမ်းနေပါတယ် ဟုတ်ကဲ့ရှင်ဟောအစားတော့ငလင်တန်ကြောက်ဟောဆောင်မွေးတွေပြင်ဆင်ရမယ်ဆိုတော့ဒါရိုတက်စိတ်တက်ကြပါဘောနော်ဆိုကိုအကောင်းဆုံးဖြေခဲ့တာဟာလေဒါမဲ့အခုလိုကြားရနေပဲဒီဆရာဆရာမိုင်းနဲ့တွေ့ဆုံပြီးတော့အဲကျောင်းမှာလည်းပြန်တရားပြင်မယ်ဘို့လေကိုကျောင်းမှာမသိချင်တော့မှအိမ်မှာပြန်တူလိုက်ရမယ်ဆိုအခွင့်ရှိရောကြတော့ဟိုတမှုတော့အဆင်ပြေပထမဆုံးတစ်ခေါက်ဖြေနိုင်ခဲ့တဲ့ဘာသာရေးမှာအကောင်းဆုံးဖြေစီနိုင်မယ်ဘောနော်ပြီးတော့ကိုရိုက်ပြီးသားစာလည်းထပ်ပြီးရပါတော့အမှတ်ဖို့ကောင်းမယ်ဘို့ကိုမျက်မှန်းထားတဲ့ဘာသာရေးလည်းခုလုပ်ရမယ်လို့ညွှန်ကြည့်ပါတယ်ဖြေခဲ့တဲ့ခေါက်တော့နေတော့၃ဘာသာပါရှင်ဟုတ်ကဲ့ခုပြန်ပြရမယ်ဆိုအကောင်းဆုံးကြိုးစားရတဲ့အနေနဲ့၆ဘာသာလောက်လုပ်လို့ရှင်နေရှင်ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ရှင်ဟိုတခြားသူတွေကပြောရပေါ့နော်အခုလမ်းမှာလည်းတွေ့ရပေါ့နော်မဖြေတော့ဘာလို့မတော့ဒီအိုင်းပြီးပါရပဲပေါ့မြမရောအဲ့လိုဖြစ်စီရှင်ဘာလို့ဆိုတော့ဖြစ်စီရှင်တယ်အဲကြောင့်မဖြေမဲ့သူကိုရှိလို့ရှင်လည်းအကုန်လုံးလာဖြိုးတိုက်တွန်းပါတယ်တမိကလည်းဖြေမှာပါရှင်အခုလည်းစာကျူးစာနေပါရှင်စာကျက်နေပါရှင်ပြည်အောင်စုနယ်မြေနေပြီးတော့အတွင်းရှိရှစ်မြို့နယ်မှာရခိုင်အတိုင်းစစ်ဌာန48ခုဖွင့်လှစ်သွားမှာဖြစ်ပြီးငလင်တန်ခန်းစားခဲ့ရတဲ့စစ်ဌာန10ခုကိုတော့တခြားနေရာကိုရွှေ့ပြောင်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ကျမဝင်းမြတ်တန်တာလွယ်ပါရှင်။